ားလုံးမင်္ဂလာပါရှင် MBA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာ၂ရက်နေ့လည်ခင်းထီရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်မခရစ်စတယ်ကတင်ဆက်ပေးပါတော့မရှင် အထူးခြားဆုံးနေ့လည်ခင်းသတင်းတွေတဲ့ NLD တက်စာဖောက်ဖြိုမင်းသိန်းရဲ့မိုးပြန်လန်းစီမံကိန်းကို ပြန်လည်အသက်သွင်းမှုစီမံနေတဲ့စကာမရဲ့သတင်းမိမိကိုကိုမိမိကာကွယ်ဖို့လက်နက်ကင်ုံမကအင်အားတောက်အောင်လုပ်ဖို့သာရှိရလို့ပြောလာတဲ့ဝါသတင်း ဆရာနာရှင်လက်ကလို့ဘုံတော်လိုင်းအင်အားစုတွေကိုတတိပေးစကားပြောလိုက်တဲ့ KNU ရဲ့သတင်းကြောက်ဖြုံမှာအေးအေးထိန်ချုပ်ထားတဲ့နေရာတွေပြင်ရဖို့ကြီးရည်လေးအကုန်သုံးနေရတဲ့စစ်တပ်ရဲ့သတင်းဤပညာသာစင်းနဲ့ထိုးစစ်ဆင်လာတဲ့စစ်တပ်ကြောင့်မန္တရာကတော်လိုင်းတပ်တွေခွာစစ်ပြင်နေရပြီဆိုတဲ့သတင်း ကြော်ညာတစ်ခုကြောင့်ထရန်ကိုပြန်တောင်းပန်လိုက်ရတဲ့ကနေဒါဝန်ကြီးချုပ်ရဲ့သတင်းအဲ့လိုနေ့လည်ကင်းအထီးအထူးကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးထားပါတယ်ရှင်။အနာဒီတစ္ဆာပေါဖြုံးမင်းတဲ့ငယ် မိုးပြန်လန်းစီမံကိန်းကို ပြန်လည်အသက်သွေးမှုစီမံနေတဲ့စကမတည်နေတဲ့အရင်ဆုံးစလိုက်ချင်ပါတယ်ရှင်။ NLD အစိုးရလက်ထက်တုန်းကရန်ကုန်မြို့ရင်ကျောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းမှုအတွက်ရန်ကုန်မိုးပြန်အမြန်လန်းနဲ့အပြင်ပတ်လန်းတိစောက်ဖို့စီမံကိန်းကို ရာထားခဲ့ပေမဲ့စစ်တပ်အာဏာသိမ်းမှုကြောင့်စီမံကိန်းဟာရပ်တန့်ခဲ့ရပါတယ်။အဲ့ဒီစီမံကိန်းကိုအကောင့်ထဲပေါ်ဖို့စတင်စဉ်းစားခဲ့တဲ့သူကတော့ NLD ကိုတစ်ဆာဖောက်ပြီးစစ်တပ်အလို့ကြောင့်ဆောင် ရွက်ပေးခဲ့တဲ့ဥဖြိုမင်းသိမ်းပဲဖြစ်ပါတယ်။အခုဖြိုမင်းသိမ်းဆက်လက်အကောင့်တန်ပေါ်နိုင်ခဲ့တဲ့စီမံကိန်းကိုစစ်ကော်မရှင်ကပြန်လည်အသက်သွင်းဖို့အတွက်ရန်ကုန်မိုးပြံအမြန်လန်းနဲ့ရန်ကုန်မြို့တော်အပြင်ပတ်လန်းစီမံကိန်းဥဆောင်ကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။အဲ့ဒီစီမံကိန်းကိုအကောင့်ထဲပေါ်ဖို့ဖြိုမင်းသိမ်းကရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနဲ့တည်ယူပို့ဆောင်ရေးစီမံကိန်းတွေကိုဂျာကာကူနီနဲ့ဆောင်ရွက်ဖို့ရထားခဲ့တာပါ။ ဒီစီမံကိန်းကအရင်နည်းလဲများတယ်နိုင်ငံတကာအကူအညီမရှိဘဲနဲ့ဘလို့မှလုံးလို့မလွယ်ဘူးစက္ကမကဒါကိုအကောင့်ထဲပို့ဖို့လုပ်တယ်ဆိုတော့နှစ်ချက်ပဲရှိမယ်ပထမအချက်ကစီးပွားရေးပြန်လည်နှုတ်ထားတယ်ဆိုပြီးနိုင်ငံတကာကို ပြချင်တာနဲ့နောက်တစ်ချက်ကသူတို့ရဲ့အုတ်ချုပ်မှုခိုင်မာနေပြီဆိုတာကိုပြချင်တဲ့သဘောပဲလို့စီးပွားရေးလိလာသုံးသက်သူတဦးကမှတ်ချက်ပြပါတယ် စစ်ကောင်ရှင်ရဲ့ရန်ကုန်မိုးပြံအမြန်လန်းတဲ့ရန်ကုန်မြို့တော်အပြင်ပက်လန်စီမံကိန်းဥဆောင်ကော်မတီမှဥက္ကဋ္ဌအဖြစ်အဖွဲ့ဝင်အဖြစ်တရားဝင်ရန်ကုန်တိုင်းဝင်ကြီးချုပ်ပို့ဆောင်ဆက်သွယ်ဒုတိယဝင်ကြီးဘန္နာအခွန်ဒုတိယဝင်ကြီးရက်စစ်ဆွမ်းအားဒုတိယဝင်ကြီးနဲ့အတွင်ရင်မှုအဖြစ်စောင့်လုပ်ရေးဒုတိယဝင်ကြီးတို့ကတာဝန်ယူထားကြပါတယ်စီကော်မရှင်ရဲ့ဥဆောင်ကော်မတီကအဲ့ဒီစီမံကိန်းကောင်းတဲ့ဖို့ဖို့လမ်းကြောင်းရှာဖွေတာတွေကိုပြုတ်လုပ်မယ်လို့လဲဆိုထားပါတယ်။ စီမံကိန်းအတွက်ယင်းနှိမ့်မြောက်နမှုပတ်ချက်အသုံးပြုမှုအ ਨੇ စုံကို အခြေပြုပြီးတော့ PPP စနစ်နဲ့အကောင့်ထယ်ဖို့ဆောင်ရွက်သွားမယ်လို့စစ်ကောင်ဖြင်းဘက်ကဆိုထားပေမဲ့နိုင်ငံရေးမတည်ငြိမ်မှုနဲ့စီးပွားရေးအခက်အခဲတွေကြီးမားနေတဲ့မြန်မာမှာပြည်တွင်းပြည်ပကုမ္ပဏီတွေကစီမံကိန်းမှာယင်းနှိမ့်မြောက်နမှုစိတ်ဝင်စားမှုမရှိနိုင်ဘူးလို့တုံ့တက်မှုတွေလည်းရှိနေပါတယ်။ ုတိယအနေနဲ့မိမိကုံမိမိကာကွယ်ဖို့လက်နက်ကန်ရုံမကအင်အားတောက်တင်အောင်လုပ်ဖို့သာရှိတယ်လို့ပြောလာတဲ့ဝါသတင်းဖြစ်ပါတယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့အင်အားအတောက်တင်ဆုံးဖြစ်တဲ့ဝါတပ်ဖွဲ့ဟာမိမိကိုမိမိကာကွယ်ဖို့အတွက်လက်နက်ကင်ယုံသားမကအင်အားတောက်တင်အောင်လုပ်ထားတာဖြစ်တယ်လို့ UWSC ရဲ့ဆက်ဆံရေးရုံးတာဝန်ခံဦးညီဝမ်းကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ ဝါပင်နဲ့တည်ငြိမ်အေးချက်မီ ပြည်သူ့ဘဝအပတ်ပတ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရည်တည်နေလူရသိမ်းခံနိုင်မှုအတွက်ဘာအမှခံချက်ရှိလဲတိုင်းရင်းသားတိုင်းလိုလိုလက်နက်ကင်တပ်ဖွဲ့တွေရှိတဲ့အနေနဲ့ဘာလို့ဝါကိုပဲပြောတာလဲနိုင်ငံရေးဆိုင်ရာပြဿနာတွေကိုလက်နက်နဲ့ဖြေရှင်းလေးရှိကြတဲ့ဟင်ကျေးမှုထုံးကနေတဲ့နိုင်ငံမှာမိမိကိုယ်ကိုမိမိကာကွယ်နိုင်မှုလက်နက်ကင်ုံမကအင်အားတောင့်တင်းအောင်လုပ်ဖို့သာရှိရတာမဆမ်းပါလို့ဥညိရန်ကရေးသားထားတာပါ ဦးညီရန်ရဲ့အခုလိုပြောကြားချက်ဟာမြန်မာနိုင်ငံမှာဖက်ဒရယ်ပြည်ထနာနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလုံခြုံရေးအာမခံချက်မရှိတာကိုအလေးပေးပြောကြားမှုဖြစ်နိုင်တဲ့အပြင်စိတ်ရင်းအားတောက်တင်းမှသာမိမိဒေသတည်ငြိမ်ရေးဖွံ့ဖြိုးတိုးတက်မှုနဲ့နိုင်ငံရေးဆိုင်ရာရပိုင်ခွင့်တွေအတွက်တခုတည်းသောအာမခံချက်အဖြစ် UWSA ကသတ်မှတ်ထားတာဖြစ်နိုင်တယ်လို့နိုင်ငံရေးလေလာသူတအုပ်ကသုံးသပ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာဝါတပ်ဖွဲ့ဟာတော်လိုင်းရဲတပ်မှတိုင်းရဲပါဝင်မှုမရှိခဲ့ပေမဲ့တော်ဝိုက်တဲ့နီးနဲ့သူ့ရဲ့မဟာမိတ်အဖွဲ့တွေကိုငွေကြေးနဲ့လက်နက်အကူအညီတွေ ပေးခဲ့ပါတယ်အရီလောအကူအညီတွေပေးခဲ့ပေမယ့်တရုတ်ရဲ့ဖိအားကြောင့်ဒီမိုကရက်တစ်မဟာမိတ်တက်မတော် MNDAA တန်းအမျိုးသားလွတ်မြောက်ရေးတက်မတော့ TNN နေနဲ့ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တက်မတော့ SSPB SSA တို့အပြင်တော်လိုင်းအဖွဲ့တွေကိုလက်နက် KN နဲ့ဝေကြီးအကူအညီတွေဆက်လက်ပေးတော့မှာမဟုတ်ဘူးလို့ဝါတက်ဖွဲ့ကပြီးခဲ့တဲ့ဩဂုတ်လ20ရက်မှာတရားဝင်ကြေညာခဲ့ပါတယ် တရုတ်နိုင်ငံဟာစစ်ကောင်မရှင်ကိုပေါ်ပေါ်ထင်ထင်ကူညီပြီးတော်လိုင်းတပ်ဖွဲ့တွေကိုစစ်ရေးကူညီပေးနေတဲ့ဝါတပ်ဖွဲ့ရဲ့စီးပွားရေးနဲ့ပိုင်ဆိုင်မှုတွေကိုသိမ်းယူခဲ့တဲ့အတွက်ဝါတပ်ဖွဲ့ဟာအဲ့ဒီလိုဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ရတာလည်းဖြစ်ပါတယ်။အဲ့ဒီလိုဖိအားတွေကြောင့်ဝါတပ်ဖွဲ့ဟာတော်လိုင်းတပ်ဖွဲ့တွေကိုစစ်ရေးနဲ့ဝေစီးကူညီတွေမပေးတော့ဘဲသူတို့တပ်ဖွဲ့အင်အားတပ်တင်မှုစစ်သားအစ်တွေစုဆောင်းတာအပြင်ရှမ်းပြည်နယ်တရရန်မြို့နယ်မှာတရရင်အစ်တကူအဖြစ်တပ်မဟာခွန်တစ်တုံးကိုဖွဲ့စည်းခဲ့ ဲ့ပြီးသူတို့ရဲ့ထိန်းချုပ်နေမြေတွေကိုခိုင်မာအောင်ပုံမပြုလုပ်လာခဲ့ပါတယ်။ပြည်တွင်းနဲ့ကထပ်မံတင်ဆက်ပေးစတဲ့သတင်းတပုတ်ကတော့ဆီယနာရှင်လက်ကလုပ်ဖို့တော်လိုင်းအရာစုတွေကိုတတိပေးစကားပြောလိုက်တဲ့ KNU သတင်းမှာ ဆရာနာရှင်လက်ကနေလုံမြောက်ဖို့ကြိုးပမ်းနေတဲ့တော်လင်းအင်အားစုတွေတကွဲတပြားမဖြစ်ပဲစုစည်းညီညွတ်ဖို့လိုအပ်နေရလို့ကရင်မျိုးသားအစီရောခရညူမဟုတ်ပြောရေးဆိုခွင့်ရှိသူဘဒိုးစောကလေစေးကမနေ့ကပြုလုပ်ခဲ့တဲ့တန်လွင်ကက်မင်းဖွင့်ပွဲခမ်းနားမှာပြောခဲ့ပါတယ် ဆရာနာရှင်ကိုတော်လန်တဲ့နေရာမှာကျွန်တော်တို့တွေစူးစီးညို့ဖို့လိုအပ်ပါတယ်ကျွန်တော်တို့တကွဲတပြားနဲ့လှုပ်ဆောင်နေမယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့ဆရာနာရှင်ဘွားကလွတ်မြောက်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးလို့ပရိုဆော့ကလေးစေကပြောပါတယ် အခုလိုဘရိုဆော့ကလက်ဆေးရဲ့ပြောကြားချက်ဟာလက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေမှာဆင်အနာရှင်ကိုတော်လှန်နေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားပုံမိုခိုင်မာတဲ့ပြည်နိုင်ဆောင်ရွက်မှုနဲ့မဟာမိတ်ဖွဲ့မှုတည်ဆောက်ဖို့လိုအပ်နေတာကိုအဓိကရည်ညွှန်းတာဖြစ်တယ်လို့စေရေးလေးလာသူတအုပ်ကသုံးသပ်ပါတယ်။အခုတော်လှန်ရေးမှာမြေပြင်တိုက်ပွဲတွေအောင်မြင်နေပေမဲ့ EAO နဲ့ PDF တွေအကြားနိုင်ငံရေးရှိမှန်းချက်မဟာဗျူဟာနဲ့လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအချို့က ားနည်းနေပါတယ်။ဒါတွေကိုအဓိကပြင်လိုက်ရင်တော့တော်လိုင်းကြီးကအောင်မြင်ပါပါလို့သူကပြောပါတယ်။ခေတုံကစစ်ကော်မရှင်ကိုစန့်ကျင်တဲ့တိုင်းတလနဲ့ကိုင်းအဖွဲ့တွေထဲမှာရှင်တန်းကဥဆောင်နေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပြီးတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့မဟာမိတ်ဆက်ဆံရေးခိုင်မာတဲ့အပြင် Federal Democracy ပြည်တော်စုတည်ဆောက်ရေးရည်မှန်းချက်ကိုလည်းပူးတွဲချမှတ်ထားတဲ့အဖွဲ့လည်းဖြစ်ပါတယ်။လက်ရှိတော်လိုင်းကြီးကာလမှာအထောက်အစာအာဏာဆိုင်ရာသဘောထားကွဲလွဲမှုတွေ EAO တွေကြားနိုင်ငံထိန်ချုပ်မှုနဲ့နိုင်ငံရေးရီမှန်ချက်ကွဲပြားမှုတွေကြောင့်မဟာမိတ်ဆက်ဆံရေးဟာရှင်မတိုးနိုင်တဲ့အခြေအနေတွေလည်းရှိနေပါတယ်။အဲ့လိုအခြေအနေတွေကို ဖြေရှင်းနိုင်မှု NUG လိုတော်လိုင်းအစိုးရကခိုင်မာတဲ့မူဝါဒတွေချမှတ်ပြီးတော့လက်နက်ကင်အလုံးပါဝင်တဲ့တော်လိုင်းရေးကိုထိရောက်စွာဥဆောင်နိုင်မဲ့အကောက်နဲ့နိုင်ငံရေးစိတ်ရည်ညှိနှိုင်းရေးရန်တွေကိုတိစောက်ဖို့လိုအပ်တယ်လို့ထောက်ပြမှုတွေလည်းရှိပါတယ်။ ဆက်လက်ပြီးကြောက်ဖြူမှာအေးအေးတင်းကျုပ်ထားတဲ့နေရာတွေပြင်ရဖို့စီးရည်လေအကုန်သုံးနေရတဲ့စစ်တပ်သတင်းကိုပြောပြပေးပါမယ်။ ချက်ခိုင်ပင်နဲ့ကြောက်ဖြူမြို့နယ်အတွင်းအရကတက်တော်၏ထိတ်ချုပ်ထားတဲ့နယ်မြေတွေကိုပြန်လည်ဝင်နေတဲ့စစ်ကော်မရှင်ဟာကြီးရည်လေးတက်တွေနဲ့အင်အားအလုံးရင်အုံပြုပြီးပြန်လည်ထုံးစစ်စင်ရလို့သိရှိရပါတယ်။စစ်ကော်မရှင်ဟာတရုတ်နိုင်ငံကို တင်ပို့နေတဲ့တရုတ်မြန်မာရှင်နဲ့တဘာဝတန်းငွေပိုက်လိုင်းကိုကာကွယ်ဖို့နဲ့အထူးစီးပွားရေးဆောင်စီမံကိန်းတွေတည်ရှိတဲ့ကြောက်ဖြူမြို့အင်းလက်ထဲအလုံးစုံမကြောက်ရောက်စေဖို့ရှစ်သမျှနီလန်ပေါင်းစုံနဲ့ကာကွယ်နေရတာလည်းဖြစ်ပါတယ်။ အခုလိုကြီးရည်လေးအကုန်သုံးနေရတဲ့စစ်တပ်ဟာကြီးကျောင်းကနေအင်အားထောင်ချီအုံပြုပြီးရွာတွေရွာပြန်ရဖို့စစ်သားတွေကိုအပြေခံစတဲ့ခိုင်ပြီးကြားသက်ထုံးမှုတွေလည်းပြုလုပ်နေရလို့သိရပါတယ်။ကျောက်ဖြူမြို့ဟာပင်လယ်ကမ်းဆတ်မြို့ဖြစ်တဲ့အတွက်စစ်ကော်မရှင်ရဲ့ရည်တက်ကလည်းတင်မော့ဆယ်စင်းကျော်နဲ့အရက်သားကြီးရွာတွေအပါဝင်တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုလက်နက်ကြီးပစ်ကူနဲ့ဆက်မပြတ်ပစ်ခတ်မှုတွေလည်းပြုလုပ်လျက်ရှိပါတယ်။ ဒါပြင်စစ်ထောက်ဖို့လေရင်ဂျက်လေရင်နဲ့ဒရုန်းနဲ့အသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေပါပြုလုပ်နေတာကြောင့်ဖုံကြီးကျောင်းတွေအပအဝင် အရက်ပက်အဆောက်အုံများစွာလဲပြက်စီနေရပါတယ်စစ်ကောင်မရှင်ကကြီးရင်လေးတွေအသုံးပြုပြီးအပြင်းထန်စေရေးပေါ်ဆောင်နေပေမဲ့အေကကြောက်ဖီမျိုးအနီးမှာရှိတဲ့အမှတ်30နှစ်ရဲတရင်တညဝရီခြေတက်ဌာနချုပ်နဲ့တဘာဝတန်ဝေတန့်စင်စယုံတို့ကိုပိတ်ဆို့ထုံးစစ်ဆင်လျက်ရှိပါတယ်။ စည်ရေးပြူဟာအရာထိမ့်ချုပ်ထားတဲ့နေရာတချို့ကိုနောက်ဆုတ်ပေးခဲ့ရပေမဲ့ပြူဟာအစ်တတွေနဲ့ကြောက်ဖြူတိုက်ပွဲကိုဆက်လက်ဆင်နွှဲနေပါတယ်လို့မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။ရခိုင်ပြည်နယ်မှာမြို့နယ်18မြို့နယ်ရှိတဲ့အနက်14မြို့နယ်ကိုအေကတိမ့်ပိတ်ထားနိုင်ပြီးတော့စစ်တွေကြောက်ဖြူနဲ့မြန်အောင်မြို့တွေကိုထိုးစစ်ဆင်လျက်ရှိပြီးအဲ့ဒီ၃မြို့အနက်ကြောက်ဖြူမြို့ဟာစစ်ကောင်ရှင်ရဲ့စစ်ဝါရေးအသက်သွေးကြောင်မြို့လည်းဖြစ်ပါတယ်။ ီတွင်းနဲ့နောက်ဆုံးသတင်းအနေနဲ့ဤပညာအသာစီးနဲ့ထိုးစစ်ဆင်လာတဲ့စစ်တပ်ကြောင့်မရရကတော်လင်းတက်တွေခါစစ်ပြင်နေရပြီဆိုတဲ့အကြောင်းတင်ဆက်ပေးကြပါမယ် မန္တလေးတိုင်းမရိယာမြို့နယ်မှာရှိတဲ့တော်လင်းတပ်ဖွဲ့တွေဟာစစ်ကောင်ရှင်ရဲ့တံပြန်ထိုးစစ်ကိုခံနေရပြီးတော့အရင်ကထိန်ချုပ်ခဲ့တဲ့နေမြေတွေကိုလက်လွတ်ကမြို့ရဲ့မြောက်ပတ်ငားမိုင်ခန်းအကွာအထိဆုတ်ခွာခံစစ်ပြင်နေရတယ်လို့သိရပါတယ်။စစ်ကောင်မရှင်ဟာစစ်ကြောင်း၃ကြောင်းကိုအင်အားတစ်ထောင်ခန့်တုံးပြီးတော့တန်ချက်ကရင်းနဲ့တင်ကားတွေပါအုံပြူပြီး ထိုးစစ်ဆင်နေရလဲဖြစ်ပါတယ် ဒါပြင်စစ်ကောင်မရှင်ဟာလေချောင်းဖြစ်ကုန်တဲ့ဒရုန်းတွေကိုလည်းအစမတန်အုံပြတိုက်ခိုက်နေတဲ့အတွက်တော်လိုင်းတပ်ဖွဲ့တွေဟာမြေပြင်တိုက်ပွဲကြီးကိုရှောင်ရှားနိုင်မှုစုခွာမှုတွေပြုလုပ်နေရတာပါစစ်ကောင်မရှင်ဟာမရေယာမျိုးကိုထိုးစစ်ဆင်ရမှာရှမ်းပြည်နယ်မြောက်ပိုင်းအောင်ချုံမျိုးကတပ်အင်အားတွေနဲ့ပါအင်အားဖြစ်တယ်ပြီးတော့ထိုးစစ်ဆင်လျက်ရှိပါတယ် အဲ့လိုထုတ်စစ်ဆင်လာတဲ့အတွက်တော်လိုင်းရင်တပ်ဖွဲ့တွေဟာတန်ငါတဲ့6မြောက်ဘက်အထိစောက်ခွာခန့်စစ်ပြင်နေရပြီးတော့စစ်တပ်ရဲ့တန်ချက်ကရင်နဲ့မဖြတ်လာနိုင်မှု6ကိုတရားကိုလည်းချိုးဖြတ်ထားရပါတယ် ပြီးခဲ့တဲ့လကလည်းမရေယာမြို့နယ်မှာရှိတဲ့ဖယောင်းတောင်ရွှေတွင်းအယ်ဖာဘီလက်မြင်ဆိုင်ုံအပါဝင်မြို့နယ်အရှိမရှိတဲ့ဆေးရွာဆေးရွာထံမင်းဲကိုတော်လင်းတက်တွေကလက်လုခဲ့ရပါသေးတယ်။ရှမ်းမြောင်မှာဆေးပြာမရှိတော့တဲ့စစ်ကော်မရှင်ဟာအလဲပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့မန္တလေးတိုင်းတွေကစီးရင်နဲ့စီးပွားရေးအရာအဓိကကြပြီးသူတို့လက်လုခဲ့ရတဲ့တော်လင်းတက်တွေထိန်းချုပ်ထားတဲ့နေရာတွေပြန်ရောက်ဖို့အင်အားအလုံးရင်းနဲ့ဆေးရေးပြာတွေထောက်လျှောက်ပေးလျက်ရှိနေပါတယ်။ နောက်ဆုံးပြပသတင်းနေနဲ့ကြော်ညာတစ်ခုကြောင့် trend ကို ပြန်တောင်းဝင်လိုက်ရတဲ့ကနေဒါဝန်ကြီးချုပ်အကြောင်းကိုပြပြရင်စမရဲ့နေလင်ငင်းသတင်းတင်ဆက်မှုတွေကိုဒီမှာပဲရပ်နားလိုက်ပါစေရှင်ကနေဒါနိုင်ငံ Ontario ပြည်နယ်အစိုးရကထုတ်လင်းခဲ့တဲ့အကောက်ခွန်စန့်ကျင်ရေးကြော်ညာတစ်ခုကြောင့်ဝန်ကြီးချုပ် Mark Carney က American သမ္မတ Donald Trump ကိုတရားဝင်ပြန်လည်တောင်းပန်ခဲ့ရပါတယ်။ မနီကတမရာထွန်းကကနေဒါနိုင်ငံရဲ့ကြော်ညာကြောင်းအလွန်မင်းစိတ်နှောက်ယှက်ဖြစ်ရတယ်လို့တောင်ကိုရီးယားသတင်းထောက်တွေကိုပြောပြီးတဲ့နောက်မှာကနေဒါဝန်ကြီးချုပ်ကာနီကိုတန်းတောင်းမှန်မှုပြုလုပ်ခဲ့တာပါကနေဒါနိုင်ငံအွန်တေရီယိုပြည်နယ်အစိုးရက ကြော်ညာတစ်ခုမှာအမေရိကန်သမ္မတဟောင်းရော်နယ်ရေဂန်ရဲ့1969ခုနှစ်မိကွန်ပိုင်းစာတွေကိုထည့်သွင်းအသုံးပြုပြီးတော့အကောက်ခွန်တွေကကုံတော်ရေးစစ်ပွဲနဲ့စီးပွားရေးပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်တယ်ဆိုတဲ့သတိပေးစကားကိုထည့်သွင်းဖော်ပြခဲ့တာပါအဲ့ဒီလိုဖော်ပြခဲ့တဲ့အတွက်လက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရေဂန်ရဲ့မူရင်းရည်တည်ချက်ကိုလိမ့်လည်ပြီးကုန်သွယ်ရေးမူဝါဒတွေကိုအမှားရစွာဖော်ပြခဲ့တယ်ဆိုပြီးကနေဒါကိုပြစ်တင်ရှုတ်ချမှုတွေပြုလုပ်ခဲ့တဲ့အပြင် ကနေဒါနဲ့ပြုလုပ်နေတဲ့ကုန်သွယ်ရေးဆွေးနွေးပွဲတွေရက်ဆိုင်နာနဲ့ကနေဒါရဲ့ကုန်ပစ္စည်းတွေအပေါ်အကောက်ကွန်ဆရာကိုင်းတို့တွေ့မြင်တာတွေလှုပ်ဆောင်ခဲ့ပါတယ်။ကနေဒါဝန်ကြီးချုပ်ကာနီကကြောင်ညာကိုကြွတင်ရှိချုပ်ခဲ့ပြီးမထုတ်လွှင့်မှုပြောဆိုခဲ့ပေမယ့် Ontario ပြည်နယ်အစိုးရကထုတ်လွှင့်ခဲ့တာဖြစ်တဲ့အတွက်ထရန်ကိုတောင်းပန်ပါတယ်လို့ပြောဆိုခဲ့ပါတယ်။အခုလောကနေဒါဝန်ကြီးချုပ်ကတောင်းပန်မှုကိုသမရထရန်ကလက်ခံခဲ့ပြီးပုဂ္ဂိုလ်ရေးအရာဆက်ဆံရေးကောင်းမွန်တယ်လို့ပြောခဲ့ပါတယ် တောင်းပန်မှုတွေပြုလုပ်ပြီးတဲ့နောက်မှာတော့ဝင်ကြီးချုပ်ကာနီကအမေရိကန်နဲ့ကုန်သွယ်ဆွေးနွေးမှုတွေပြန်လည်စတင်မှုအသိရှိတယ်လို့ဝါစကားဟခဲ့ပေမဲ့တမရထရန်ကတော့ကုန်သွယ်ဆွေးနွေးမှုတွေပြန်စဖို့အစီအစဉ်မရှိသေးဘူးလို့ပြောခဲ့ပါတယ်။ MP ရဲ့တနေ့တာထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကားဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းထူးဝင်ကျေးဇူးတင်ရှိပါတယ်။မြမပြည်သူပြည်သားပေါ့ကိုစိတ်နှပြချမ်းမှချမ်းသာပြီးဘဝမော်ရီပြေးကြပါစေရှင်။ thank you